မင်္ဂလာပါရှင်28ရက်လေးလာနေပြီးတော့9လပိုင်း4ရက်နေ့ဒီတပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါရဲ့ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတပတ်မှာအလုပ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲလေးကြုံရပြီအဲ့ဒီအပြောင်းလဲဟာကောင်းသောအပြောင်းလဲခြင်းလို့မြင်ပါတယ်တန်မိုးကြီးသောပစ္စည်းများဝင်လာဝှေ့ရှိနေပါတယ်မိမိမမျော်လင့်ထားပဲနဲ့မမျော်မှန်းထားပဲနဲ့ဝင်လာတာမျိုးဖြစ်တတ်ပါတယ် ိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အထင်မှားတာလေးတွေစကလုံးလေးတွေကိုဟိုအတိတ်ကပြီးတော့မှတန်တရားဖြစ်စရာလေးတွေနောက်ပြီးတော့ဒီအပြစ်ပြောစရာလေးတွေကျင်းဝတ်တည်တည်ဒါကြောင့်ပြောတာဆိုတာလေးတွေမိတ်ဆွေပေါင်းသင်းတွေနဲ့တတိတိထားပြီးတော့ပြောဆိုပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေအစီအပြေသွားပြီအိမ်ပြင်ကျန်လာအိမ်ဆောက်ကျန်လာအိမ်နဲ့ပတ်သက်ပြီးဘယ်အကြောင်းအရာမဆိုအစီအပြေမဲ့တပတ်တာလို့တွေ့ရပါတယ် ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းကိုနောက်ဆန်နေတင်းရတာဝေဘေးဝေယူကိစ္စလေးတွေမှာစကားပြောရတာဒီလိုလေးရှိပါတယ်။ရန်အန်ဒီရဲ့တိုက်ခိုက်လုံးဝမတွေ့ရဘူး။အဲ့တော့ရန်အန်ဒီရဲ့မရှိတဲ့အပြင်မိမိကိုချစ်သူခင်သူပေါ်လာမဲ့တပတ်တာလို့တွေ့ရပါတယ်။အချင်းနဲ့ပတ်သက်ပြီးတော့မိမိချစ်သူနဲ့မိမိနဲ့လမ်းခွဲရတဲ့ဒီပြဿနာတစ်ခုပြီးတစ်ခုကြုံရတတ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ဘက်ကျမ်းမာရေးကြောင့်စိတ်ညစ်ရတတ်ပါတယ်။မိမိကိုယ်တိုင် ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့စိုးချိုးလုံးဝမရှိပါဘူးရှင်။ရခိုင်ကနေကကျမ်းမာရေးအញ្ញရှိနေတဲ့ဒနေ့မှုနေသားတပီးချစ်မိတ်ဆွေဆိုရင်ဒီတစ်ပတ်မှာကျမ်းမာရေးဒီစိတ်ကူးတာမှုအောင်မြင်စီတဲ့အနာနဲ့စိတ်နဲ့တွေ့မယ်ဒီလိုလေးမြင်ပါတယ်။အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ့်တစ်ပတ်တောင်လို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံကအလွန်ကောင်းပါလေ။ထီထိုးကံဆန်းခြင်းလေဆိုရင်တော့တစ်တလုံးထီထိုးကံဆန်းလို့ရပါတယ်။ဝေးခြင်းနဲ့ပတ်သက်ပြီးတော့ ပြောင်းသွားဆိုရတဲ့ကိစ္စလေးတွေတော့ရှိတယ်။ဒို့ပေမဲ့လက်ထဲမှာဝင်မပြတ်ဘဲနဲ့ငွေတွေဝင်လာမစဲတတဲတဲရရှိစေမယ်လို့တွေ့ရပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေကြီးလိုက်တဲ့အခါမှာကိုကိုလိုက်ကအလုံးလုံးရတဲ့အခါမှာဇနူးစနောင်လေးတွေဖြစ်တတ်တယ်။ဒို့ပေမဲ့ကိုလုံးရမယ့်ကိစ္စလေးတွေမှာဟိုငွေကြီးကိစ္စပဲတော့၎င်းဒီအလုံးအတွက်နေပြောကြပြီးဆိုကြပြီးဆိုရင်တော့၎င်းကိုဘက်ကနေပြီးတော့မှ တတိငယ်ပြောဆိုမိနောက်ပြီးတော့ဗာလီလုံးလုံးအမြဲတမ်းတတိထားမိအမှုမဲ့အမှတ်မဲ့နေတိုင်းတဲ့အရာဒါတော့မဖြစ်တော့ပါဘူးဆိုပြီးတော့ဒီလိုလေးတွေးထားတဲ့အရာတွေကဖြစ်သွားတတ်တယ်အဲ့တော့ပြဿနာလေးနေငယ်တက်သွားတတ်တယ်အဲ့ဒါလေးကိုတော့တတိထားပါတနင်္ဂနွေသားသမီးချင်းမိတ်ဆွေတွေကံအထောက်ခံဖြစ်စီတဲ့ယရိယာကောင်းလေးဆံမှာပေးချင်ပါတယ်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ယရိယာကငါးငါးကောင်လှုပ်ပေးပါယခုလိုငါးကိုဘေးမဲ့လှုပ်ရတော့ကုသိုလ်ကံကြောင့် တပတ်တာမိမိခက်ခဲနေတဲ့အလုံးစုံပြည်လေတော့မှာပဲဖြစ်ပါနေရှင်။မင်္ဂလာပါရှင်28ရက်လေးလမှာ9လပိုင်း၄ရက်နေ့ဒီတပတ်တာတနေ့လာသားသမီးချင်းပြီဆိုရဲ့လောက်ကင်ကနေစတင်ဟောပြောပေးပါပဲဖြစ်ပါနေရှင်။တနင်္လာသားသမီးချင်းမိတ်ဆွေလုပ်ငန်းတွေတိုးချဲ့ရမယ်။လက်ရှိလုပ်နေတဲ့အလုပ်တွေရလဲပဲရည်ရွယ်ချက်တွေကောင်းသလိုအောင်မြင်စေမဲ့တပတ်တာလို့တွေ့ရပါတယ်။တန်ဖိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်။ မိတ်ဆွေပေါင်းစင်းနဲ့ပတ်သက်ရင်လူယုံဒုက္ခပြည့်တဲ့တည်းဒါကြောင့်တည်ထားပါနော်အိမ်နဲ့ပတ်သက်ရင်တော့စိတ်ညစ်ရတယ်စိတ်ရှုပ်ရတယ်မိုးကြက်ရတယ်တွေ့ရလိမ့်မယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းနဲ့အဆင်မပြေဖြစ်တာပြဿနာတွေပဲတက်တာမျိုးကြုံရတတ်ပါတယ်ရဲအန်ဒီရေလုံးဝမရှိပါဘူးရှင်ရဲအန်ဒီရေမရှိရပြီးချစ်သူခင်သူပေါ်လာမယ်တပတ်တာလို့တွေ့ရပါတယ်အချင်းနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းခြင်းလူကြည့်လူငယ်ပေါ်ခြင်းလို့မြင်နေ အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ကြီးအေးချမ်းတာယံစီပဲတပတ်တာပါကျမ်းမိုင်းနဲ့ပတ်သက်တော့ဂရုစိုက်ပါကျမ်းမိုင်းရဲ့ဘာတွေဖြစ်တယ်လဲဆိုရင်ခါးရီနာရီနောက်နောက်ပြီးတော့အကျောမကောင်းတာတွေဖြစ်တဲ့တည်းဒါလေးယူဆိုင်ပေးရတယ်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အလုပ်တွေရပ်ဖီစီးပြီးတော့လုပ်ရတဲ့အခါမှာပူပန်မှုလေးတွေကျွမ်းတတ်တယ်ဒါ့ပြင်မဲ့ဆုံးွားတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရပါဘူး ကန်နဲ့ပတ်သက်ရင်တော့အားနေပါတယ်။ဒါပေမဲ့ထီတိုကန်ဆန်းကျင်နေဆိုရင်ရှစ်တလုံးထီတိုကန်ဆန်းလို့ရပါတယ်။တလာဝါနဲ့ပတ်သက်ပြီးတော့ပွင့်လန်းလာပြီတို့ပေမဲ့မိမိဝင်လာတော့ငွေကြီးသည်တစ်ဖက်မှာကိုပြန်ပြီးတော့ပေးရမယ်လုံးဝမယ်ကန်ရမယ်ဆိုတဲ့ဟာလေးကိုဖြစ်တဲ့တယ်လက်ထဲငွေမပြေးတာပေါ့နော်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါအတိုက်ခံချားရနေပြီးတော့မှဖောက်ထွက်ပြီးတော့မှအောင်မြင်စေမဲ့တစ်ဖက်တာလို့မြင်ပါတယ်ဒီနေ့လာသားသမီးချင်းမိတ်ဆွေတို့ ကန်တော့ပန်ပစ္စည်းတွေရေရာကောင်းလေးဆံပါပေးချင်ပါတယ်။ဒီနေ့လာသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရွက်မဲ့ရေရာကဒဲအတိမဆိုမိမိမြေအင်းရဲ့ဖျားမှာအတိတပြုထူတန်းခြင်းဖြင့်ကုသိုလ်ယူခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည့်နေသောမိတ်ဆွေတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။28ရက်ဒီလမှာ9လပိုင်း4ရက်တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကိုင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ အင်္ဂါသားသမီးချစ်မိတ်ဆွေအလုံးနဲ့ပတ်သက်တာအယောင်းဝယ်တဲ့ပတ်သက်တာတွေအားနည်းနေတဲ့တပတ်တာလို့တွေ့ရပါတယ်။တမိုးကြီးရဲ့ပစ္စည်းဝင်လာခွင့်ရှိနေပါတယ်။မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေရဲ့ပြောပါဆိုမှာလုံမကင်မလေးတွေကြောင့်မိမိဆုံးရှုံးနေတာစီတဲ့အရာလေးတွေ့ရပါတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်တွေအရန်ကောင်းနေပါတယ်။ရှင်မြူသားကြီးစီကကူညီကောင်းထောက်ပံ့ကောင်းတွေမပြောလို့မရရှိစေတတ်ပါရဲ့ ရဲအလီရဲ့တိုက်ခိုက်လုံးဝမရှိပါဘူးရှင်။ဂျမိုင်းနဲ့ပတ်သက်တဲ့စူးချိုးလုံးဝမတွေ့ရပါဘူး။အချီအီးနဲ့ပတ်သက်ပြီးတော့မျက်နှာအလုံးပွင့်နေတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်လည်းအေးချမ်းသောအိမ်တော်ကြီးလိုတွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားတွေအလုံးကောင်းနေပါတယ်။ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့နှစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ငွေကြီးလက်လာပါများ။ ပွင့်လန်းစီပဲတပတ်တာပါအဲ့တော့ငွေရှင်ပဲငွေကန်ပွင့်ပဲသို့တော့အလုံးနဲ့ပတ်သက်ရင်တော့အားနည်းစီတဲ့အရာလေးတွေတွေ့ရတယ်ဒီအားနည်းချက်ရှိတဲ့အတွက်ကြောင့်မို့လို့မိမိအနေနဲ့ဘလူးလေးငါစီစဉ်လိုက်တဲ့အခါမှာအားသာချက်ကလေးဖြစ်မယ်ဆိုတာကိုကြိုတင်ပြီးတော့မှတွေးတော့စဉ်းကျင်လို့ရအောင်ဆရာမပြောပြခြင်းပဲဖြစ်ပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စီရကြီးလိုက်တဲ့အခါမှာစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရပါဘူးရှင်ဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတို့အတွက်ကြံထောက်ပတ်ဖြစ်စီတဲ့ရေရာကောင်းလေးပေးချင်ပါတယ် အင်္ဂါသာသမီချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ယရေရာကညီသူကိုမဆိုရေတက်ပေးပါအဲ့တော့ကုထန်ငယ်တဲ့သူကြီးတဲ့သူရွေးသူပေါ့နော်နောက်ပြီးတော့တန်ဃာတော်များနောက်ပြီးတော့တရားရှင်ဆရာလေးများကိုရေတက်ပေးရတယ်ရေတက်ဆိုတာကရေတန့်လို့ဟောနောက်တော့ရေပေါ့နော်နောက်ပြီးတော့အချူရေတို့အဲ့လိုရေတက်တမျိုးမျိုးထူထန်ခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာပြည်လည်သွားမင်းတို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်28ရက်ဒီလမှာ ငါးလပိုင်းလေးရက်နေ့အထိဗုဒ္ဓဘုရားသမီးချင်းမိဆွေရဲ့အလုတ်ကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါလေရှင်။ဗုဒ္ဓဘုရားသမီးချင်းမိဆွေအလုတ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲလေးကြုံရမယ်။ရောင်းပန်းဝယ်ပန်းတွေပွင့်လန်းစေမယ့်တပတ်တာပါ။တန်မိုးကြီးသောပြည်စီဝင်လာမှုရှိနေပါတယ်။မိဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အကူအညီကောင်းလေးတွေပံ့ပိုးမှုလေးတွေကြံ့ကြံ့ကောင်းလေးတွေရတတ်ပါတယ်။အိမ်ထဲပတ်သက်တဲ့ကိစ္စရက်တွေအစီအပြေစေမယ့်တပတ်တာပါ။ ရှင်မျိုးသားချင်းစီရလည်းပဲပံ့ပိုးမှုလေးတွေရရှိသလိုငွေကြေးအထောက်ပံ့ကောင်းလည်းရဖို့တွေ့ရပါတယ်။ရန်အလီရဲ့အတိုက်ခိုက်လုံးဝမရှိပါဘူးရှင်။အခြေအနေနဲ့ပတ်သက်ပြီးတော့မိမိချစ်သူရှိနေပါလေတဲ့နောက်ထပ်အလိုချစ်သူအစ်တတွေရတာမျိုးကြုံရတဲ့တည်းနောက်အိမ်တော်ကြီးနဲ့ပတ်သက်ရင်လည်းပဲသားသမီးတွေအတွက်ဓမ္မမွေအောင်လက်ငင်းသားတွေအတွက်နဲ့အလုပ်တွေရမ်းရှုပ်နေတယ်သို့တော့ကောင်းသောအလုပ်ရှုပ်ခြင်းလို့တွေ့ရပါတယ်။ ျမ်းမာရေးရဲ့ဘက်ကတော့စိုးချိုးလုံးဝမတွေ့ရပါဘူးယခင်ကနေ့ကကျမ်းမာရေးခန်းစားနေရတဲ့သူဆိုရင်ဒီတစ်ပတ်ထဲမှာယောဂနဲ့အနာနဲ့စီးနေလုံးဝတွေ့သွားမယ်လို့တွေ့ရပါတယ်အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ့်တစ်ပတ်တာပါကံနဲ့ပတ်သက်ပြီးတော့ကံအလွန်ကောင်းပါတယ်ထီထိုးကန်ဆန်းခြင်းနေဆိုတော့၃ညတလုံးထီထိုးကန်ဆန်းလို့ရပါတယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့မိမိလက်ထက်မှာငွေမထားဘဲနဲ့ပစ္စည်းဥစ္စာတစ်ခုခုစုဆောင်းပေးဆိုရင်ပို့ပြီးတော့မှရဲစီတဲ့တက်ကိုတွေ့ရပါတယ် အမှုနဲ့ပတ်သက်ပြီးတော့ပုံပန်းဆရာကြီးခြုံငုံပြီးကြည့်လိုက်တဲ့အခါအလိန်ခံရမှုတစ်ခုရှိရင်တည်တည်ထားပါတော့ဒီတော့ဟိုတုန်းသားသမီးချင်းမိတ်ဆွေတို့ရဲ့ကံထောက်ဖက်ဖြစ်စီတဲ့ကြရိယာကောင်းဆရာမပေးချင်ပါတယ်ဟုတ်တော့ဒါတိချိမိတ်ဆွေပြုလို့ဆောင်ရမယ့်ယနေ့ကမိမိမှာရှိနေတဲ့အရှုပ်တွေအားလုံးရှင်းလင်းစေဖို့တွင်တပြည့်စည်တစ်ချောင်းကိုအစီပြေသောနေရာတစ်ခုမှာလှူဒန်းခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားဖိတွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်။ညဆက်ရှိရဲ့လေးလမှာ၅လပိုင်း၄ရက်နေ့ဒီတပတ်တာဇာတာပိသားတပိချမိတ်ဆွေရဲ့လုတ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါလေရှင်။ဇာတာပိသားတပိချမိတ်ဆွေဆုံးဖြတ်ချက်ချတဲ့အခါမှာခိုင်မာသောဆုံးဖြတ်ချက်ကိုချပါ။အလုတ်နဲ့ပတ်သက်ပြီးတော့အင်မတန်မှကြံအားကောင်းနေပါတယ်။ရောင်းဝယ်တဲ့ပတ်သက်ရင်ရောင်းပန်းဝယ်ပန်းခွင့်လန်းစင်မဲ့တပတ်တာပါ။တန်ဖိုးကြီးသောပစ္စည်းဝယ်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့အထင်မြင်လွဲမှားမှုတွေခံရတတ်ပါတယ်။ အိမ်နဲ့ပတ်သက်ပြီးတော့ခိုက်ရန်ဖြစ်ပွားတဲ့တဲ့သတိထားပါနော်ဆွေဥသားချင်းနဲ့ပတ်သက်ရင်စိတ်မကောင်းစရာတွေနေကြတဲ့ပါရင်ရန်နဲ့ပတ်သက်တာအတိုက်ခိုက်တဲ့ပတ်သက်တာလုံးဝမတွေ့ရပါဘူးရှင်အကျွေးမြည်တဲ့ပတ်သက်တဲ့ကိစ္စလေးတွေရှင်းလင်းသွားပြီးတွေ့ရပါလိမ့်အချိန်အင်းနဲ့ပတ်သက်ပြီးတော့ချစ်သူရဲ့ဂရုစိုက်မှုကျင်နာမှုရရှိစေတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းပဲအိမ်တော်ကြီးပါကဲနဲ့ပတ်သက်ရင်ကံအားအလုံးကောင်းနေပါလိမ့် ်ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ငါးတလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ငွေကြီးလက်လာပါဗျာဝင်လာမစိတသေးသေးရရှိစေမဲ့တပတ်တောင်လို့တွေ့ရပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာတွေကြည့်လိုက်တဲ့အခါမှာရုပ်တရည်ဖြစ်စီတဲ့အန်ဒီရဲ့လေးတွေကိုသတိထားပေးပါ။နောက်ပြီးမှမိဖို့ကြောင့်မှဟိုကိုကဝင်တဲ့အခါမှာပြင်းစစ်တဲ့ပတ်သက်တဲ့အန်ဒီရဲ့မျိုးတော့မိတဲ့နာမျိုးဒါလေးကိုကြည့်ဆိုင်စီခြင်းပါတယ်ဒီတော့ဂျာတာပိသားသမီးချင်းမိတ်ဆွေတို့ ံထောက်ပံ့ဖြစ်စေတဲ့ရေရေအားကောင်းလေးဆံမပေးချင်ပါတယ်။ဇာတမိတာသမီးချမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရေရေအားကကန္ဓမာပန်းစိုက်တဲ့အရာခုနှစ်ပွင့်ကိုစီရီတဆူမှာမိမိရဲ့မွေးနံထောက်မှာဓမ္မမို့ဖျားဝင်းထဲမှာလှူဒန်းချင်းဖြစ်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လေသွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်28ရက်လေးလမှာ9လပိုင်း4ရက်နေ့ဒီတပတ်တာတောက်ကြသားသမီးချမိတ်ဆွေရဲ့လုတ်ကင်ကနေစတင်ဟောပြောပြပါပဲဖြစ်ပါတယ်ရှင်။ တောက်ကြသားတပည့်ချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့လုပ်ငန်းခွင်မှာရည်ရွယ်ချက်ကောင်းလေးတွေ၊ကြံ့ကြံ့ကောင်းလေးတွေရရှိစေတဲ့အပြင်အလုပ်နေရာကောင်းလေးတွေရောက်ရှိစေမယ်လို့တွေးရပါတယ်။ရောင်းဝယ်တွေပွင့်လန်းစေပါတယ်။တံခိုးကြီးသောပစ္စည်းထွက်တက်တဲ့ဝက်ဘ်ဆိုက်ပါနော်။မိတ်ဆွေပေါင်းခင်နဲ့ပတ်သက်တာဆရာသမားနဲ့ပတ်သက်တာအကူအညီကောင်းအပြည့်အဝရရှိစေပါမယ်။အိမ်နဲ့ပတ်သက်ပြီးတော့စီစဉ်တဲ့ကိစ္စမှန်သမျှအလုံးစုံအဆင်ပြေသွားပါလိမ့်မယ်။ ။ချင်းမျိုးသားချင်းစီကမမျှော်လင့်နဲ့မထင်ထားတဲ့အကူအညီကောင်းရဖို့ရှိနေပါလေ။ရဲအနေရလုံးဝမရှိပါဘူးရှင်။အခြေအနေပတ်သက်ပြီးတော့စိတ်ညစ်ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်အပေါ်မှာလူမကြမှုစိတ်တိုင်းမကြမှုတွေများနေတတ်ပါလေ။ကျမကြီးနဲ့ပတ်သက်ရင်တော့ခါအောက်ပိုင်းတွေကျမကြီးချူချာတတ်ပါလေ။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ ဒီတစ်ခုပြီးတစ်ခုပေါ့နော်ပဝင်းချင်းရဲ့အနေထားလေးတစ်ခုကြောင့်မိမိဒီအဲ့ဒီရိုက်ဖြတ်မှုလေးတွေကြောင့်စိတ်နှောက်ရှက်လေးတွေမြင်နေဖြစ်တတ်ပါတယ်။ကံနဲ့ပတ်သက်ရင်အားနေတယ်။ဒုပေမဲ့ထီထူးကန်ဆယ်ချင်တယ်ဆိုရင်တော့လေးတလုံးကိုထီထူးကန်ဆယ်လို့ရပါတယ်။ဝေးကြီးလက်လာပါတယ်ပွန်လန်းစီပဲတပတ်တာပါ။အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်စီရတဲ့ခြုံငုံပြီးကြည့်လိုက်တဲ့အခါကိုကိုတိုင်းကဗာလေးပဲလုံလို့အမြဲစစ်စစ်ဆက်ဆက်တိတိကျကျနဲ့လုတ်ကြိမ်တက်သူတွေ့တဲ့သူကကိုနဲ့ဆက်ကြပဲသူတွေ့တဲ့အခါမှာ အင်မတန်စိတ်ရမ်းညည်ရတာစိတ်ရှိတွေ့ရတာဒီလိုလေးတော့ကြုံရတတ်ပါတယ်။ဒီတော့တောက်ကြာသားသမီးချင်းမိတ်ဆွေတို့ရဲ့ကန်ထောက်ပတ်ဖြစ်စီတဲ့ရေရရာကောင်းလေးဆရာမပေးချင်ပါတယ်။တောက်ကြာသားသမီးချင်းမိတ်ဆွေကလေးငယ်တယောက်ကိုမုတ်ပဲတည်စားဓမ္မမို့ရေထမင်းခေါ်ကြွေးတာဒီလိုကုသိုလ်ရခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်နေသွားမိတို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။28ရက်ဒီလပိုင်း9လပိုင်း4ရက်နေ့ဒီတပတ်တာ နီတာတပီချမီစုရဲ့လုတ်ကင်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်။စနီတာတပီချမီစုအလုတ်ကံတွေမကောင်းဘူးအလုတ်ကြောင့်ဆင်းကျင်ရမေနောက်ပြီးတော့အလုတ်ထဲမှာလည်းပဲပြဿနာမျိုးစုံလေးကြုံရတတ်တယ်တောင်းတတိထားပါနော်။တံမိုးကြီးသောပစ္စည်းထွက်တတ်ပါတယ်။မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိစေပေါင်းတဲ့တွေကမိမိကိုအပြစ်ပြောတာလေးခံရတတ်ပါတယ်။အိမ်ထဲပတ်သက်တဲ့ကိစ္စရံများအဆင်ပြေသွားမယ်လို့တွေ့ရပါတယ်။ ရှင်ပြူသားချင်းနဲ့ပတ်သက်ရင်အကူအညီမရဘဲနဲ့ရှင်ပြူသားချင်းစီကနေပြီးတော့စိတ်တော့ကပေးတာတွေပဲကြောင်းရတတ်ပါတယ်။ကျန်အန်ဒီစူးစူးဝါမရှိပါဘူးရှင်။အချီးနဲ့ပတ်သက်ပြီးတော့မျက်နှာအလွန်ပွင့်နေတယ်။အိမ်တော်ကြီးအေးချမ်းစီတဲ့တပတ်တာပါ။ကျမ်းမိုင်နဲ့ပတ်သက်ရင်တော့ခေါင်းတွေမကောင်းတာခေါင်းတွေအများနဲ့နောက်နေတာမျိုးကြုံရတပါရင်အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာပဲတပတ်တာလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့အားနေပါတယ်။ ို့ပေမဲ့ထီထိုးကန်ဆယ်ခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီထိုးကန်ဆယ်လို့ရပါတယ်။ငွေကြီးလက်လာပါတွေကရွှေနေတူတော်လက်ထဲမှာလုံးဝမမြဲပါဘူး။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြီးချုပ်ကိုပြီးကြည့်လိုက်တဲ့အခါဆရာသမားလိုပုံကူမျိုးကနေပြီးတော့အကူကြီးကောင်းထောက်ပံ့ကောင်းအကြံဉာဏ်ကောင်းတွေအပြည့်အဝပေးလာမယ်လို့တွေ့ရပါတယ်။ဒီတော့စနေသားသမီးချင်းမဆွေတွေကန်ထောက်ပံ့ဖြစ်စီတဲ့ရေရီယာကောင်းကြီးဆရာမပေးချင်ပါတယ်။စနေသားသမီးချင်းမဆွေ ဒီတစ်ပတ်တာမှာအဋ္ဌံကောင်းကောင်းဝင်ပေးပါဝင်ရမယ့်အဋ္ဌံကဂုံတော်ကိုချဖို့နေ့စဉ်အမြဲပူးကောင်းပူးကောင်းရုပ်ဖတ်ပူဇော်ခြင်းဖြင့်မိမိခက်ခဲနေသောတစ်ပတ်တာပြည်လေသွားမေးလို့တွေ့ရပါတယ်ရှင်